စတကိုခံရတာတဲ့မြတ်စွာဘုရားဒီလိုဟောတယ်အဲ့ဒီကံမျိုးကြတော့ကြောက်စရာကောင်းတယ်ပေါ့နောက်တစ်ခုကဒုက္ခဒုက္ခဝိပါကဖြူစင်ပြီးတော့ဖြူစင်တဲ့အကျိုးကိုပေးတဲ့ကံဆိုတာဘယ်ကံလုံးလို့ဆိုတော့မြတ်စွာဘုရားကရည်ညွှန်းလိုက်တာကအမတန်မှမြင့်မြတ်တဲ့မေတ္တာကရုဏာမုရိဒာဥပေက္ခာသို့မဟုတ် သမထချင်းစဉ်တစ်ခုကိုကျင့်ပြီးတော့တမာရီစွမ်းအားနဲ့စိတ်ကိုတည်ငြိမ်အောင်ထားဇန်တရားကိုရပြီးတော့တမာရီစွမ်းအားနဲ့စိတ်ကိုတည်ငြိမ်အောင်ထားနိုင်တဲ့အမတန်မှဖြူစင်တဲ့ဇန်ကုတုအဘိညာဉ်ကုတုမျိုးကိုအဲ့ဒါဖြူစင်တဲ့ကုတုလို့ဒီတရားဒီတုတ်တံမှာဒီလိုဟောတယ်အဲ့ဒီအဖြူသက်သက်ကံတရားရဲ့အကျိုးကိုခံစားရတဲ့ပုံစံတွေကဘယ်သူတွေတော့ဆိုရင် ပြမပြေကပြမာတွေပြမာတွေကိုယူညံ့တယ်လုံးဝဆင်းရဲဒုက္ခမရှိဘူးသူတို့ဘုံဘဝမှာတကယ်ချမ်းသာအတိခံစားရတယ်လောက်ခဲ့တဲ့ကုသိုလ်ရဲ့ဖြူစင်မှုကြောင့်ဥပမာမဲ့မေတ္တာနဲ့နေတယ်ကရုဏာနဲ့နေတယ်မုရိတာနဲ့နေတယ်ဥပေက္ခာနဲ့နေတယ်ဆိုဖြူစင်တဲ့စိတ်ဓာတ်တွေရဲ့အကျိုးကြောင့်ဖြူစင်တဲ့ဘဝရောက်ပြီးတော့ဖြူဖြူစင်စင်ချမ်းချမ်းသာသာနေရတယ်ဟောအဲ့ဒါက အဖြူပတ်ပတ်ကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားဟောတယ်။နောက်တစ်ခုအဖြူနဲ့အမဲရောပြီးတော့လုတ်တဲ့ကံဆိုတာကုသိုလ်တလက်အကုသိုလ်တလက်ကုသိုလ်ဖြစ်လိုက်အကုသိုလ်ဖြစ်လိုက်ရောထွေးပြီးတော့လုံးကြသည့်အတွက်ကြောင့်အကျိုးပေးတော့လဲရောထွေးပြီးတော့လာတယ်။အဲ့ဒါကဘသူတွေတုံးဆိုရင်အထင်ရှားဆုံးပြောရင်လူတွေလူလောကမှာရှိတဲ့လူတွေဟာဟော ုသိုလ်လည်းလုပ်တယ်အကုသိုလ်လည်းလုပ်တယ်ဒါကြောင့်မို့လို့ချမ်းသာတခါဆင်းရဲတက်လက်တယ်တခြင်းတဲ့တောင်ဆိုရမို့လားဒုက္ခရဲ့ဒုက္ခရဲ့တက်လက်စီပါကိုယ်ဆိုလုပ်ခဲ့တာကိုကဒုက္ခရအောင်လဲကုသိုလ်ကောင်းမှုလုပ်တယ်လေဒုက္ခရအောင်လည်းပဲအကုသိုလ်တွေကလုပ်တယ်လေကိုဘွားလေးပဲကိုစဉ်းစားကြည့်နည်းနည်းမိုးလင်း နာနဲ့မိုးတော့အလဲရောက်တဲ့အချိန်ကနေပြီးညအဲ့ရန်ဝင်နေထီအောင်ကိုယ်စိတ်ရဲ့အနေထားလေးကိုကိုယ့်အကိုဆင်ញင်သုံးသပ်ကြည့်ကုသိုလ်စိတ်တွေဖြစ်သလားအကုသိုလ်စိတ်တွေဖြစ်သလားဆိုကိုယ့်အကိုစဉ်းစားကြည့်အောင်တဘာဝတရားဆိုတာ the law of nature တဘာဝတရားဟာဘယ်မှမျက်နှာမလိုက်ဘူး ကောင်းတာဖြစ်ရင်ကောင်းတဲ့အကျိုးပဲမကောင်းတာဖြစ်ရင်မကောင်းတဲ့အကျိုးပဲမျက်နှာလိုက်လို့မရဘူးသူကကုသိုလ်ဆိုရင်ကောင်းတဲ့အကျိုးပဲအကုသိုလ်ဆိုရင်မကောင်းတဲ့အကျိုးပဲဒါကြောင့်မို့လို့လူသားတွေဟာဆင်းရဲတလဲချမ်းသာတလဲဆိုပြီးတော့ဘာဖြစ်လို့လဲအတိတ်ဘဝတုန်းကကောင်းတာလည်းလုပ်ခဲ့တယ်ဆိုးတာလည်းလုပ်ခဲ့တယ်လူသားတွေလည်းမကဘူးတချို့ နတ်တွေလည်းပဲအဲ့ဒီတိုင်းပဲခံစားရတယ်။အကောင်းလည်းလုပ်ခဲ့တယ်အဆိုးလည်းလုပ်ခဲ့တယ်ဆိုတော့အကောင်းလည်းခံစားအဆိုးလည်းခံစားနတ်တွေပြမကဘူးဝေမာနိကပေတလို့ဝိနိပါတိကအတုရာဝိနိပါတိကလို့ခေါ်တဲ့တချို့ဝေမာနိကပြိတ္တာတွေလည်းပဲအကောင်းအဆိုးနှမျိုးခံစားရတယ်တဲ့လူဘဝတော့ကောင်းတာလည်းလုပ်ခဲ့တယ်ဆိုးတာလည်းလုပ်ခဲ့တယ်ဟောဒီတတ္တယအုပ်စုကလေ ဒါလူလောကမှာလူတွေကြုံတွေ့နေကြရတာငါ90ဇက်ထဲမှာဇက်လန်းလေးတစ်ခုရှိတယ်အဲ့ဇက်လန်းလေးကဒီဇက်ကြောင်းလေးဘလို့ဖြစ်ပေါ်လာတော့ဆိုဗာရဏသီဘုရင်ကြီးကအမတန်မှတူတော်ကောင်းစိတ်ဓာတ်ရှိတယ် ဥပုတ်တယ်ဆိုလို့ရှိရင်ဒါနကောင်းမှုလုပ်တယ်သီလဆောင်တယ်ဥပုတ်ဆောင်တည်တယ်သူ့ရဲ့အမှုရန်အရာရန်တွေမူတွေမှတ်တွေနန်းတော်သူနန်းတော်သားတွေကိုလည်းအကုန်လုံးဥပုတ်နေဆိုဥပုတ်ဆောင်ခိုင်းနေရှိတယ်အဲ့လိုနေတဲ့ဘယင်ကြီးပေါ့နောက်ပိုင်းကျတော့အဲ့ဒီဘယင်ကြီးကခင်းနှံကိုစွန့်ပြီးတော့သူကတောထွက်ပြီးရသေးဝတ်သွားတယ် ရသေးဝတ်သွားပြီခင်းကမြည့်ရဲ့အောက်ပိုင်းမှာသင်္ကန်းကြောင်းလေးဆောက်ပြီးတော့ခင်းကမြည့်ကမ်းဘေးမှာရသေးကြောင်းလေးဆောက်ပြီးတော့အဲ့ဒီမှာနေတယ်ဆံပိန်ညင်းနဲ့တနေ့ကျတော့ခင်းကမြည့်ထဲမှာသူရေချိုးတဲ့ရေချိုးစိတ်နာကိုရေထဲကနေမျောလာတဲ့တည့်ရသေးကြီးတလုံးတော့တွေ့အဲသူရေချိုးကနေဆိုတော့ တည်သည်မြင်တော့ဆင်းပြီးတော့ဆဲထားဆဲထားပြီးသူတင်ငန်းကြောင်းလေးယူပြီးတော့တည်သည်ကိုခွဲပြီးတော့စားကြည့်လိုက်တယ်တစ်စိမ့်လောက်စားလိုက်တာနဲ့ပဲရတာကြောတွေအကုန်ဆိတ်ပြီးတော့ဘယ်အသိနဲ့မှမတူဘူးခြုံလိုက်ဆိတ်လိုက်ကောင်းလိုက်တာအဲ့ဒီအချိန်မှာဘာဝင်သွားလို့ဆိုသိတ်ကောင်းသွားပြီဆိုလို့ရှိရင်သူကစွဲသွားတယ်စိတ်ထဲမှာနော်စွဲသွားရင်တဏှာဆိုတာဝင်လာတယ် ကောင်းလိုက်တာဆိုသူ့မှာဒီတရတိကိုတွေ့တာတဲ့စိတ်ဟာဘလို့ပြင်းထန်သွားတော့ဆိုလို့ရှိရင်အဲ့ဒီတရတိကိုကုံသွားမှဆောလို့တစိတ်ချင်းတစိတ်ချင်းတနေ့တစိတ်တနေ့တစိတ်စားပြီးတော့တိမ့်ထတာနောက်ဆုံးကျတော့တရတိကကုံသွားတရတိကုံသွားတာနဲ့အဲ့ဒီတရတိကလွဲရင်ဒီပြင်အတိကိုစားချင်စိတ်လုံးဝမရှိတော့ဘူး ဒီတည်တဲ့အသီးမှမစားရရင်ဒီပြင်အသီးမစားတော့ဘူးလို့ထိအောင်သူ့ရဲ့စိတ်ဆွဲလန်းမှုဖြစ်ပေါ်ပြီးတော့သွားတယ်။နောက်ထပ်များခင်းကမြစ်ကျောင်းမှာတည်အသီးမျောလာအောင်မလားလို့ဆိုမျောလင်းကြတဲ့မြစ်ကမ်းဘေးမှာထိုင်ပြီးတော့မှိုင်းနေလိုက်တာ။ဘာအစာမှမစားဘဲနဲ့ခொနည်းတည်းတည်းမှိန်မှိုင်းနေတယ်တဲ့အဲ့ဒီမှာအဲ့ဒီလိုရသေးကြီးထိုင်မှိုင်းပြီးတော့နေတဲ့အခါကျတော့ မြစ်ဆောင်လက်သမီးကမြင်တယ်ဟောဘာများဖြစ်လို့မှိုင်းနေပါလိမ့်မလဲဆိုကိုရင်ပြပြီးတော့မြစ်ဆောင်လက်သမီးကမေးတယ်ပေါ့ဘာဖြစ်လို့မှိုင်းနေတာလဲဘာလို့ခြင်းလို့လဲမေးတဲ့အခါကျသူကပြောပြတယ်ပြီးခဲ့တဲ့ခုနှစ်ရက်ကဟောဒီထဲမှာတရားသီးတစ်လုံးပြောလာတယ်အဲ့ဒီတရားသီးရတာစားပြီးခဲ့တယ်ဒါပြင်အသီးနံနေသူ့ရှာတယ်မတွေ့တော့ဘူးတဲ့ အဲ့တော့လူ့ဘဝရလာတယ်မှာဒီလောက်ကောင်းတဲ့အသီးစားပြီးမှတော့နောက်ထပ်မကောင်းတာတွေမစားကြတော့ဘူးပေါ့လေသိကျင်လဲသိပါစေဒီအသီးရမှစားတော့မယ်ဆိုပြီးတော့သူမှိုင်းနေတယ်ဆိုတဲ့အကြောင်းပဲနတ်သမီးကတရားချပြီမယ်လို့မရဘူးမရတော့နတ်သမီးကအဲ့ဒါလို့ဆိုလို့ရှိရင်လည်းဟောဒီတည့်ရဲ့သီးဟာခင်းကမြေအထက်မှာတည့်ရဲ့ဥယျာဉ်ကြီးရှိတယ်အဲ့ဒီတည့်ရဲ့ဥယျာဉ်ကြီးကနေပြီးတော့ တရပင်ကကြွေကြလို့မျောလာတဲ့အသည်ဖြစ်တယ်အဲ့ဒီတရဥယျာဉ်ကို तू ပို့ပေးပါမယ်လို့ဆိုပြီးနတ်သမီးကကူညီတဲ့အနေနဲ့အဲ့ဒီအသည်ကြီးကိုတရဥယျာဉ်နဲ့ပို့ပေးလိုက်တယ်ပို့ပေးလိုက်တော့ယသည်ကြီးလည်းဝမ်းသာပြီးတော့တရသည်ကြီးစားပြီးတော့အဲ့ဒီဥယျာဉ်ထဲမှာနေတယ်အဲ့ဒီ तू တရပင်ဥယျာဉ်ထဲမှာရောက်တဲ့အချိန်ဥယျာဉ်နဲ့လှက်ပတ်ကြည့်တော့နေပိုင်းမှာ သူလက်ပတ်ကြည့်တယ်ရှေ့ကနေကြီးထွက်လာတဲ့အခါကျတရားဥယျာဉ်နဲ့လက်တွေ့တော့ဘာတွေ့လို့ဆိုလို့ရှင်ထမ်းပင်လောက်ရှိတဲ့အရက်ကြီးနဲ့တကူလုံးကလည်းမီးတွေရဲရဲတောက်ပြီးလက်တစ်ဖက်မှာလည်းပဲလက်တစ်ဖက်မှာလက်ချောင်းတစ်ချောင်းပဲရှိတယ်အဲ့ဒီလက်ချောင်းတစ်ချောင်းမှာလည်းပဲလက်သေးကြီးတွေကအရှည်ကြီးတွေနဲ့သူကြောကုန်းကိုသူခွာစားနေတဲ့ပြိတ္တာကြီးတကောင်သွားတွေ့တယ် အော်ဟစ်မြင်းယူတဲ့အတန်နဲ့အဲ့ဒါတို့အရင်ကြီးကလည်းထမ်းမင်လောက်ရှိတယ်တဲ့သူကြောကုန်းကိုသူ့လက်ကျင်တဲ့သူခွာစားပြီးဒီကိုလုံးကလည်းမီးရဲရဲတောက်နေတယ်အဲ့ဒီထူးဆန်းတဲ့တတ္တဝါကြီးကိုသူပြီးတော့တွေ့ရတဲ့အခါကျတော့ဒါကြီးကိုထူးဆန်းပြီးတော့သူကြည့်နေတယ်ပေါ့တရားပင်အရိတ်ကနေပြီးတော့ကြည့်တယ်တနေ့ကုန်မဲအဲ့ဒီတတ္တဝါကြီးက ဆင်းရဲဒုက္ခတွေခံစားရပြီးနေလဲဝင်သွားရောဘာဖြစ်သွားတယ်ဆိုခမ်းမဲ့လောက်အရာကြီးကလည်းပျောက်သွားတယ်မိတွေလည်းငြိမ်းသွားတယ်သူ့ရဲ့ပုံပန်းတဏ္ဍာကပြောင်းသွားတယ်နတ်သားလေးဖြစ်သွားတယ်အဲ့အချိန်ကျခမ်းမဲ့လောက်ဒီမိတရေကြီးကနတ်သားလေးလိုဖြစ်သွားပြန်ခုနကတော့ဒုက္ခခံနေရတာဆိုတော့ तू မေးလို့မရဘူးလေ အဲ့လိုနတ်သားအသွင်ပြောင်းသွားတဲ့အခါကျတော့သူ့ရဲ့အချမ်းရံနတ်သမီးတွေအားလုံးကရောက်ရှိလာပြီးတော့ဘုံမိမ့်မှန်ပေါ်မှာတက်သွားဖို့လာတော့သူနဲ့တွေ့တယ်တွေ့တဲ့အခါအဲ့ဒီကျတော့မှမေးတာပေါ့ဘယ်လိုလဲခေါဏတုန်းကတော့ကြောက်เสียအယုတ်ကြီးတကောလုံးကလည်းမီးတွေဟုံဟုံတောက်ကိုကျော်ဘုံကိုကိုလက်သေးနဲ့ကိုခွာပြီးတော့စားနေရတယ်ပေါ့ အော်ဟစ်ညင်းညူပြီးတော့နေရပြီးတော့အတန်ဆိုးကြီးနဲ့အော်ဟစ်ပြီးတော့ဒီမကြောက်ဝမနာ